မကွေးတိုင်းမြို့သိမ်းမြို့နယ်ရွှေပန်းကျေးရွာအုပ်ချုပ်ရေးမှုဇော်ဦးနယ်ပြူစောတီတွေကစစ်မှုထမ်းစီရင်အကြောင်းပြပြီးပြည်သူတွေစီကနေငွေညစ်တောင်းရန်ဓာတွေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတွေအပြင်အမျိုးသမီးတဦးကိုပါချိန်ချောက်မဒိန်ချင်းခဲ့ကြတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ16ရက်နေ့ညနေပိုင်းကပဲမြို့သိမ်းမြို့နယ်ရွှေပန်းကျေးရွာနေမောင်ဘိုလွန်းဆိုတဲ့သူကို ဂျေးရွာအုပ်ချုပ်ရေးမှုဇော်ဦးနဲ့နောက်လိုက်ပြူစောတီကိုဦးဆိုသူတို့ကပေါ်တာဆွဲဖမ်းဆီးသွားပြီးမြို့နယ်စစ်ကောင်စီရုံးကိုစစ်မှုထမ်းဖို့ပို့လိုက်ကြတယ်ဆိုပါတယ်အဲ့ဒီနောက်မြို့နယ်စစ်ကောင်စီရုံးကဘိုလုံးဆိုတဲ့သူကိုစစ်မှုထမ်းဖို့မဖြစ်နိုင်ဘူးရတမဖြစ်နေတဲ့အပြင်သူ့ကိုငွေပေးပြီးရွေးမဲ့သူလည်းမရှိတဲ့အတွက်ဘာမှအသုံးမဝင်ဘူးလို့ပြောပြီးပြန်လှုပ်ပေးလိုက်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်အဲ့ဒီလိုပဲ ရှေ့ပန်းကျေးရွာအုပ်ချုပ်ရေးမှုဇော်ဦးနဲ့နောက်လိုက်ပြူစောတိအဖွဲ့ဟာလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအကျပ်ဖမ်းဆီးငွေညှဉ်တောင်းရန်ဒါတွေလုပ်နေုံနဲ့မကကျေးရွာနေပြည်သူတွေစီကနေစစ်မှုထမ်းခြင်းဆိုပြီးစက်ကြီးကောက်ခံနေတာတွေပါလုပ်နေကြတဲ့အပြင်ရှေ့ပန်းကျေးရွာနေအမျိုးသမီးတအုပ်ကိုလည်းမဒိန်ကျင့်ခဲ့ကြပြီးတိုင်ကြားရင်တပ်ပစ်မယ်ဆိုပြီးတော့ပါချိန်ချောက်ထားသေးတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ